ဓာတ်ပုံရိုက်တဲ့ခါမှာကိုယ့်ရဲ့ဓာတ်ပုံကကြည်လင်မှုမရှိဘူးကိုယ့်ဓာတ်ပုံရိုက်ခနေကြရင်ဓာတ်ပုံရိုက်တဲ့ကင်မရာကကျွန်တော်တစ်ချက်တစ်ချက်ရိုက်ဖို့အတွက်ကိုလေးလံနေပြီးတော့အဆင်မပြေတဲ့သူများအတွက်ဓာတ်ပုံကင်မရာရိုက်တဲ့ခါကျွန်တော်ပို့ပါပါနဲ့ရိုက်လို့ရပြီးအဆင်ပြေမဲ့နည်းလေးတွေကိုကျွန်တော်များပေးပါမယ်ပထမဆုံးအနေဖြင့်ကျွန်တော်တို့ကဖုန်းရဲ့ကင်မရာတွေကိုဝင်ပေးပါဖုန်းရဲ့ကင်မရာတွေကိုရောက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကထိတ်ဆုံးကကျွန်တော်မင်းကြောင်လေး၃ချောင်းတစ်ချက်နှိပ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ setting တွေကိုဆက်ပြီးတော့ဝင်ပေးပါ စတင်ထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအောက်ကိုတစ်ချက်ဆွဲပေးပါအောက်ကိုလက်ကလေးနဲ့တစ်ချက်ဆွဲပေးပါဆွဲပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာ auto start ဆိုတာရှိရယ် auto start ထဲကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်ပေးပါ ော်တိုစတက်ထဲကိုကျွန်တော်တို့ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ phone ရဲ့ storage ထဲမှာတော်တော် MBR တွေတော်တော်လေးများနေရဖြစ်တဲ့ကြောင့်ကျွန်တော်တို့က MBR တွေ short ပြရမှာဖြစ်ပါတယ်အဲ့တော့ storage ထဲကိုကျွန်တော်တို့ကတစ်ချက်ဝင်လိုက်ပါဝင်ပြီးလို့ရှိရင် storage ထဲမှာကျွန်တော် MBR user data ကို cache ကိုကျွန်တော်တို့ MBR တွေရဲ့ RAM များနေရတဲ့ကြောင့် clear data ကိုကျွန်တော်တို့နှိပ်လိုက်ပါနှိပ်ပြီးလို့ရှိရင် clear all data ဆိုတာကိုကျွန်တော်တို့နှိပ်ပြရမှာဖြစ်ပါတယ်ဒီနားလေးမှာကျွန်တော်တို့ရေရုံဝန်နှိပ်ပြပါကိုရိုက်ထားပြီးသားတစ်ပုံတွေလုံးဝမပြတ်ပါဘူးနောက်တစ်ချိန်ရိုက်တဲ့အခါကျလို့ရှိရင်ကိုရဲ့ကင်မရာတွက်နေဖို့ရဲ့ကိုရဲ့ကင်မရာကြီးလင်းနေ နေဖို့အတွက် clear all data ဆိုတာကိုကျွန်တော်တို့ကနှိပ်ကိုနှိပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ clear all data လေးကိုကျွန်တော်ပြောသလိုမျိုးလေးနှိပ်ပေးပါနေပြီလို့ရှိရင် delete all data ဆိုတာကိုကျွန်တော်တို့က okay ကိုဆက်ပြီးရွှေ့ပေးပါဒီနားလေးမှာမစိုးရင်ပါနဲ့ကိုရပြီးသားတပ်ုံတွေလုံးဝမပြတ်ပါဘူးကျွန်တော်တို့ကဖုန်းရဲ့ကင်မရာကိုတန်ရှင်းလောက်ပေးလိုက်တယ်ပိုကောင်းအောင်လောက်ပေးလိုက်တာဖြစ်ပါတယ် okay ကိုနှိပ်လိုက်ပါ ဒါဆိုလို့ရှိရင်ကင်မရာရဲ့အပြင်ကိုထွက်သွားပြီပေါ့နော်ထွက်သွားပြီဆိုတော့ဒါတန်ရှင်းရေးလုတ်လိုက်တာပေါ့နော်ကင်မရာတွေကိုပြန်ဝင်မယ်ပြန်ဝင်တဲ့ခါကျလို့ရှိရင်ကျွန်တော်တို့က agree ပေးရမယ်ပြီးပြီးလို့ရှိရင် allow ပေးရမယ်ထလာရေးတစ်ချက်ပဲကျွန်တော်တို့ပြန်ပြီးတော့လုတ်ပေးရပေါ့နော်ကျန်တာတော့ဘာမှပြောင်းလဲမှုမရှိဘူးကျွန်တော်တို့ကင်မရာကိုအစအနေပြန်ပြီးတော့ဖုန်းအစ်စ်ဝယ်လိုက်တဲ့ခါကျလို့ရှိရင်ရိုက်ရတဲ့ပုံစံမျိုးလေအဲ့လို feeling မျိုးလေးဖြစ်သွားတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ကင်မရာကရိုက်တဲ့ခါကျလို့ရှိရင်ပေါ့ပါပါနဲ့ကြီးကြီးလင်းလင်းကျွန်တော်ဖြတ်သွားမှာပေါ့နော်အဲ့တော့ကျွန်တော်ဓာတ်ပုံတစ်ပုံရိုက်ပြမယ်နော်ဒါဆိုရင်မြန်လာမိနဲ့ဖက်ခနဲ့ဆိုအဲ့လိုမျိုးလေးဖြစ်သွားတာပေါ့ အဲ့တော့အိုက်ဓာတ်ပုံလေးကိုကျွန်တော်တို့တစ်ချက်ကြီးလိုက်မယ်ပေါ့နော်ကြီးလိုက်တဲ့အခါကျလို့ရှိရင်တချို့ဖုန်းတွေမှာဆိုလို့ရှိရင်ကိုယ်ရိုက်ထားပြီးသားဓာတ်ပုံကဒီလိုမျိုးလေးပေါ့နော် Redmi Note 12 Pro ဆိုပြီးတော့ဒါကျွန်တော်ရဲ့ဖုန်းမှာပေါ်နေရပေါ့နော်တချို့ကျတော့အဲ့လိုမျိုးကိုယ်ရိုက်ထားတဲ့ဓာတ်ပုံအောက်မှာကိုယ့်ရဲ့ဖုန်းအမျိုးအစားနာမည်ပေါ်နေတာကိုမကြိုက်တဲ့သူတွေအများကြီးရှိရပေါ့နော်အဲ့တော့ကျွန်တော်တို့ကမကြိုက်တဲ့အခါကျလို့ရှိရင်ဖြတ်ကပ်တဲ့နီးလေးကိုလည်းကျွန်တော်ကဒီမှာပြန်ပြီးတော့တလက်စာတွေမျှောက်ပေးပါမယ်ကျွန်တော်တို့ကပြီးလို့ရှိရင် brand နဲ့ပြန်ထွက်ထွက်ပြီးလို့ရှိရင် setting ထိတ်ဆုံးက ညင်းချောင်းသုံးချောင်းနှိပ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကစက်တင်ထဲကိုတစ်ချက်ဝင်လိုက်ပါဝင်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီနားလေးမှာ water mat ရှိတယ်ပေါ့နော်ကင်မရာရဲ့စက်တင်မှာ water mat ရှိလို့ရှိရင် water mat ထဲကိုဝင်လိုက် water mat မှာကျွန်တော်တို့ကနေပြီးတော့နော်ဒီနားလေးမှာ device water mat ဆိုတာလေးက on နေတယ်ပေါ့နော် on နေတဲ့ဟာလေးကိုကျွန်တော်တို့ကပိတ်ပြရမယ် water mat နေရာမှာအဲဒါဆိုရင်ကိုကဓာတ်ပုံရိုက်တဲ့ခါကျလို့ရှိရင်ကိုရဲ့ကင်မရာမှာကိုရဲ့ဖုန်းအမျိုးအစားပါလာတော့မှာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဓာတ်ပုံရိုက်ပြမယ်ဒါဆိုလို့ရှိရင်ကြီးလိုက်ကြည့်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ gallery မှာပေါ့နော်ကိုရဲ့ဓာတ်ပုံမှာ water mat ဒီကိုယ့်ရဲ့ဖုန်းအမျိုးအစားမပေါ်တော့ဘူးဒါကတော့ပထမတစ်ချက်ပေါ့နော်ပြီးတော့ကျွန်တော်ဓာတ်ပုံရိုက်တဲ့သူတိုင်းသိထားတဲ့ channel လေးကိုလည်းကျွန်တော်ပြောပြမိမယ်ပြောပြမှာကျွန်တော်တို့ကဓာတ်ပုံရိုက်တဲ့ခါကြလို့ရှိရင်ကိုကဟို ဓာတ်ပုံကောင်းကောင်းမရိုက်တတ်ဘူးပေါ့နော်ဓာတ်ပုံရိုက်တဲ့ခါကျလို့ရှိရင်ကျွန်တော်အလဲစင်တာမကြတာတော့ဓာတ်ပုံပုံထွက်ကောင်းအောင်မရိုက်တတ်တဲ့သူအတွက်ဆိုလို့ရှိရင်ကျွန်တော်ဒီနီးလေးကိုထပ်မြှောက်ပေးမယ်ဒီနားလေးမှာရှိနေတဲ့ guideline ဆိုတာကိုကျွန်တော်တို့ကနှိပ်ပေးရမယ်အဲဒီ guideline ကိုကျွန်တော်နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ပြပေးပေါ့နော်ဒီမှာဆိုမြင်းချောင်းလေးပေါ်လာဟုတ်လားမြင်းချောင်းလေးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်လဲစင်တာကြကျင်တဲ့နေရာကိုကျွန်တော်ကနေပြီးတော့ဒီမှာပေါ့အလဲစင်တာကြကျင်တဲ့နေရာကိုအဲဒါလေးဆိုလို့ရှိရင်ဒီမိအိမ်လေးကိုအလဲစင်တာမှာထားပြီးဓာတ်ပုံရိုက်လိုက်ပြီဆိုရင် guideline ပေးရတဲ့အတွက်ကြောင့် လူဝဲရရရအရာဝတ္ထုကိုရရကျွန်တော်တို့ကနေတော့အဲ့မီးအိမ်လေးကျွန်တော်ဥပြနေမီးအိမ်လေးကအလဲစန်တာအကွက်ကလေးထဲမှာပဲရှိနေပါတော့အလဲစန်တာအကွက်ကလေးထဲမှာပဲရှိနေထည့်ရပြလိုက်မယ်အဲ့တော့အလဲစန်တာအကွက်ကလေးမှာပဲရှိနေတဲ့အတွက်ကြောင့်အာမတူလားအလဲစန်တာအကွက်ကလေးမှာရှိကိုယ့်ရဲ့ဓာတ်ပုံကအလဲတက်တက်မှာပဲရှိနေရလူကိုရိုက်တယ်ဆိုလို့ရှိရင်လည်းအချိုးကျကျလေးကျွန်တော်ရိုက်လို့ရကြောင်းနည်းနည်းလေး professional ဆန်တာပေါ့နော်ဒါကကျတော့ကျွန်တော်ဓာတ်ပုံရိုက်တဲ့ခါမှာကောင်းကောင်းမရိုက်တဲ့သူတွေကြောင့်ကျွန်တော် guideline ပေးတဲ့နှင်းချောင်းလေးတွေကိုကျွန်တော်တို့ကဖွင့်ထားတာပေါ့နော်ဒါကပထမတစ်ချက် တစ်ချက်ပြီးလို့ရှိရင်ကျွန်တော် guideline ပေးပြီးဆိုလို့ရှိရင်ကိုဓာတ်ပုံရိုက်တဲ့ခါမှာပေါ့နော်တချို့ကျတော့ဟိုဓာတ်ပုံရဲ့ကင်မရာရဲ့အတန်ကလေးကိုကျွန်တော်တို့ကကြားကျင်တယ်ကြားကျင်တယ်ဆိုရင်ဘယ်လိုလုပ်ပေးရမှာလဲတချို့တွေမေးတဲ့သူတွေရှိရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကကင်မရာရဲ့အတန်ကိုကြားကျင်တယ်ဆိုလို့ရှိရင် white shutter ဆိုတဲ့ဒီ clock လေးကိုကျွန်တော်ထပ်ပြီးတော့ on ပေးရမယ်အဲ့ကျရင်ကိုဓာတ်ပုံရိုက်တဲ့ခါကျလို့ရှိရင်ကင်မရာရဲ့အတန်ကိုကျွန်တော်တို့ကကြားရမှာဖြစ်တော့ကင်မရာရဲ့အတန်ကိုကြည်ကြည်လေးကြားအဲ့ကင်မရာအတန်ကိုကြားတဲ့ခါကျတော့ချိုးကြတော့လေအဲ့အတန်လေးကြားပြီးရိုက်ရတာကိုစိတ်တိုင်းကြားရတဲ့သူလည်းရှိတယ်ပေါ့ ဲ့တော့ကင်မရာရဲ့ shutter ကိုကျွန်တော်ဖွင့်ပြလိုက်ပြီဆိုရင် voice shutter ဖွင့်ပြလို့ရှိရင်ဓာတ်ပုံကျွန်တော်ရိုက်လိုက်မယ်ပေါ့နော်ဓာတ်ပုံဓာတ်ပုံကျွန်တော်ရိုက်လိုက်မယ်အမဒါဒီကလည်း lesson ထားတယ်။ဟောအဲ့လိုမျိုးလေးပေါ့နော်ရှက်ခနဲဆိုပြီးတော့အဲ့လိုအတန်လေးကျွန်တော်တို့ကြားရပြီပေါ့နော်ဒါကဒုတိယချက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဓာတ်ပုံရိုက်တဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ကပေါ့နော်ဟို ကိုဘေးပဝင်းချင်ကိုကျွန်တော်တို့ကအဝါထားကြတယ်ဗောနော်မှုံဝါးနေအောင်ကျွန်တော်တို့လှုပ်ချင်တယ်ဆိုလို့ရှိရင်လောက်ကရဲ့နီလေးကိုလည်းထပ်ပြောပြီးမယ်ဗောနော်အဲ့တော့ကျွန်တော်တို့ကဒီနားလေးမှာရှိနေရဲ့တစ်ရှက်ဆိုတာရှိရဲ့အဲ့ဒီတစ်ရှက်ကိုကျွန်တော်တို့ကတစ်ချက်နှိပ်ပြလိုက်ပါနှိပ်ပြတဲ့ခါကျလို့ရှိရင်ကျွန်တော်ဝါးသွားပြီဗောနော်တစ်ရှက်ကိုကျွန်တော်နှိပ်တဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ကအလေးဆန္ဒဒါလေးတစ်ခုပဲအလင်းကြိုက်တယ်ကျန်တဲ့ဟာလေးကိုကျွန်တော်တို့အဝါထားမယ်ဗောအဲ့ဒါဆိုလို့ရှိရင် အဲအဲ့လိုတိတ်ဆက်ကလေးနဲ့ကျွန်တော်ရှိုက်ပေးရတယ်။တင်းရှင်းနဲ့ရိုက်လိုက်ပြီဆိုလို့ရှိရင်ဘေးပဝင်းကျင်ကဝါထားတာပေါ့နော်။ဒီအလဲကမီးအိမ်လေးကိုပဲကျွန်တော်ကအလင်းထားထားတယ်။ကျန်တဲ့ဟာလေးကိုဝါထားတာပေါ့နော်။ဒါကကျတော့ကျွန်တော်တတရထပ်ပြောပြပြီးအချက်ပေါ့နော်။ဓာတ်ပုံရိုက်တဲ့သူတိုင်းဒါအတိကိုတိထားတင်တယ်ပေါ့နော်။ကျွန်တော်တို့ဓာတ်ပုံရိုက်တဲ့ခါကျလို့ရှိရင် movie frame နဲ့ရိုက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကဒါ movie frame လေးပေါ့နော်။ဒါဆို movie frame ကဒါအရှိလေး movie frame movie frame ကမဟုတ်ဘူး။ကျွန်တော်တို့ကတခြားပုံစံနဲ့ရိုက်ချင်သေးရဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က 1.1ဆိုလို့ရှိရင်ဒါကင်မရာ1.1အချိုးကဒီလိုမျိုးလေးပေါ့နော်အဲ့လိုမျိုးနဲ့ရိုက်တယ်ပြီးလို့ရှိလို့ရှိရင်ကျွန်တော်တို့3.4ဆို3.0ချိုးပေါ့နော်ကိုလိုချင်တဲ့ဓာတ်ပုံအချိုးစားအမျိုးမျိုးလေးနဲ့လည်းကျွန်တော်တို့အဲ့လိုအချိုးထားပြီးတော့ရိုက်လို့လည်းရတယ်ပြီးလို့ရှိရင်ခုနကတော့9.16ကကျတော့ကျွန်တော်တို့ဒါ movie frame လေးပေါ့နော် movie stream frame လေးဖြစ်တဲ့ကြောင့်ဒီလိုရှင်းလက်မျောလေးပြီးလို့ရှိရင်ကျွန်တော်တို့ကဒီကိုယ့်ရဲ့ဖုန်းမျက်နှာပြင်အပြစ်ဓာတ်ပုံရိုက်ချင်တဲ့လိုချင်တဲ့ဆိုဖုန်းဆိုတာလေးကိုကျွန်တော်တို့အချက်နှိပ်လိုက်ဒါဆိုဖုန်းရဲ့ screen အပြည့်ပဲ အဲ့လိုလေးနဲ့ကျွန်တော်တို့ဓာတ်ပုံရိုက်တာပေါ့နော်ဓာတ်ပုံရိုက်မယ်ဗီဒီယိုရိုက်မယ်ဆိုရင်ကျွန်တော်တို့လုပ်လို့ရပါဘူးเนาะအဲ့တော့ဓာတ်ပုံရိုက်တဲ့သူတွေကကျွန်တော်တို့တိကိုတိထားတဲ့နေပါတော့ဒီချက်ကလေးတိထားမယ်ဆိုလို့ရှိရင်ကိုကဓာတ်ပုံရိုက်တဲ့ခါကြလို့ရှိရင်အရန်လဲအစင်ပြည်တယ်ပြီးတော့ကိုယ့်ရဲ့ကင်မရာကလည်းအရန်လဲပေါ့ပါရေပေါ့เนาะဒါကတော့တိထားတဲ့အချက်တွေကိုကျွန်တော်မျှောက်ပေးခြင်းဖြစ်ပါတယ်ကြီးစုပေးတဲ့အရောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်